င်္ဂလာပါခင်ဗျာရှမ်းကုန်းခေတ္တကနေဒီနေ့လည်းကိသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနှစ်သစ်မှာငလင်ဒန်ကြောင့်အချမ်းဖက်စကောင်စီရဲ့ရုံဌာနတွေပြန်လည်တိဆောက်ဖို့နဲ့လမ်းမန်းဆက်သွယ်မှုလုပ်ငန်းတွေပြန်လည်တိဆောက်ဖို့အားသုံးခွန်ဆိုင်လောက်ရတော့မယ်ဆိုပြီးအချမ်းဖက်မင်းအောင်လိုင်းကပြောလာပြန်ပါတယ်ဂျပန်မေအွန်လိုင်းကဒီကနေ့ဧပြီလ18ရက်နေ့မှာအာဆီယံခေါင်းဆောင်တွေနဲ့ထိုင်းနိုင်ငံမှာဘောရောင်မတွေ့ဆုံပြီးပုံမှန်23ရက်နေ့လုပ်နေကြအတိုင်း အကျဉ်းသားအကျဉ်းသူ4800ကျော်နဲ့နိုင်ငံသားအကျဉ်းသူအကျဉ်းသား73ဦးတို့ကိုလုံငိမ့်တက်တာခွင့်ပေးလိုက်တဲ့ဆိုပြီးအရင်ဆုံးထုတ်ပြန်ကြေညာလာတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြမဆိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနေသက်မှာငလင်တန်းကြောင့်အကြံဖက်စစ်ကောင်စီရဲ့ယုံဌာနတွေပြန်လဲတိဆောက်ဖို့နဲ့လမ်းမဆက်သွယ်မှုလုပ်ငန်းတွေပြန်လဲတိဆောက်ဖို့အားသုံးခွန်ဆိုင်လောက်ရတော့မယ်ဆိုပြီးအကြံဖက်မင်းအွန်လိုင်းကပြောလာပြန်ပါတယ်ဒါကတော့ ဒီနေ့ဧပြီလ18ရက်နေ့မှာပဲနှစ်သက်ကူးစကားအဖြစ်အကြမ်းဖက်မင်းအွန်လိုင်းကပြောဆိုထားတာကိုစစ်ကောင်စီရဲ့ဝါဒဖြန့်တဲ့ဇာတိမှာဖော်ပြထားပါတယ်လက်ရှိစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက်နေပြည်တော်မှာပါစစ်ယုံတွေတမနာအိမ်တော်တွေအပါအဝင်စစ်တလောက်ခံဝန်ကြီးဌာနယုံတွေနဲ့ဝန်ထမ်းအင်အားတွေပါပျက်စီးမှုတွေတော်တော်ကိုများထားပြီးမြဲစစ်ကောင်စီကအဲ့ဒီအပျက်စီးတွေကိုထုတ်ပြန်မှုမရှိရာကနေအခုနောက်ဆုံးအလင်းကြောင့်ပျက်စီးသွားတဲ့သူတို့စစ်တပ်ဘက်ကဝင်းကြီးဌာနရုံးတွေပြန်လဲတိဆောက်ရေးလှုပ်ဆောင်မယ်ဆိုပြီးအကြမ်းဖက်မင်းအွန်လိုင်းကဝန်ခံပြောဆိုလာတာပါ လက်ရှိနေပြည်တော်မှာငလင်နံကြောင့်လုံးဝပျက်စီးသွားပြီးသုံးလို့မရတော့တဲ့ယုံဌာနတွေထဲမှာစီယုံတမရယုံနိုင်ငံသားဝင်ကြီးဌာနယုံအလုံတမဝင်ကြီးဌာနယုံပြည်တော်စုတရားလွှတ်တော်ချုပ်ယုံနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံယုံစမ်းမှုဝင်ကြီးဌာနယုံလူဝင်မှုကြီးကြပ်ရေးယုံလို့ပါဝင်နေပြီတချို့ယုံတွေမှာဆိုယုံဝင်တဲ့ကကားပါကင်နေရာတွေမှာယာယီတဲထိုးပြီးတော့ယုံဖွင့်နေရတာတွေလည်းရှိနေတယ်လို့နေပြည်တော်ဝန်ထမ်းတရင်ရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါသေးတယ်ခင်ဗျ တစ်ဖက်မှာတော့အချမ်းပတ်မင်းအွန်လိုင်းကဒီကနေ့ဧပြီလ19ရက်နေ့မှာအာဆီယံခေါင်းဆောင်တွေနဲ့ထိုင်းနိုင်ငံမှာသွားရောက်မတွေ့ဆုံခင်ပုံမှန်နစ်ဆန်တရက်နေ့လုပ်နေကြအတိုင်းအကျဉ်းသားအကျဉ်းသူ4800ကျော်နဲ့နိုင်ငံခြားသားအကျဉ်းသားအကျဉ်းသူ73ဦးတို့ကိုလွန်ငိမ့်တတကွင်ပေးလိုက်တဲ့ဆိုပြီးအရင်ဆုံးထုတ်ပြန်ကြေညာလာပါတယ်ဒါကတော့အာဆီယံခေါင်းဆောင်တွေရဲ့အတိမတ်ပြုချီးကျူးတာကိုအချမ်းပတ်မင်းအွန်လိုင်းကလိုချင်နေတဲ့အတွက်ထိုင်းနိုင်ငံမှာအာဆီယံခေါင်းဆောင်တွေနဲ့ငလင်းဘေးတင်လူသားချင်းစာနာမှုအကူအညီကိစ္စတွားရောက်တွေ့ဆုံမဲ့နေ့ကို မြန်မာနိုင်ငံမှာနှစ်စင်အကျဉ်းသူအကျဉ်းသားတွေလူငိမ့်ခွင့်ပြုတယ်ဒီကနေ့နစ်ဆန်တရက်နေ့ကိုပဲတမင်တကာအကြံစီနဲ့ရွေးချယ်ထားတာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့ဒီကနေ့ကြာရောက်တဲ့မြန်မာနှစ်သစ်ကုနစ်ဆန်တရက်နေ့အဖြစ်အကျဉ်းသားအကျဉ်းသူ4800ကျော်နဲ့နိုင်ငံသားအကျဉ်းသားအကျဉ်းသူ73ဦးတို့ကိုလူငိမ့်တတခွင့်ပေးလိုက်တယ်ဆိုပြီးအကျဉ်းဖက်စစ်ကောင်စီကထုတ်ပြန်ကြေညာထားတယ်လို့အဲ့လိုလူငိမ့်တတခွင့်တင်းမှာနိုင်ငံရေးအကျဉ်းသားတချို့လည်းပါဝင်လာနိုင်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ ကြံကာလအတွင်းမှာတင်ဘကိုးတိုင်းနဲ့မကွေးတိုင်းမှာအချမ်းဖက်စစ်ကောင်စီတက်နဲ့အုတ်ချုပ်ရေးမှုတွေပေါင်းပြီးစစ်မှုထမ်းအပစင်၁၂နှစ်အတွက်လူငယ်အယောက်20နီးပါးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဖမ်းဆီးခံရသူလူငယ်တွေနဲ့နီးစပ်သူတွေကရန်ကုန်ခေတ္တကိုပြောထားကြပါတယ်။ဧပြီလ23ရက်နေ့ကပဲဘကိုးတိုင်းဂျိုးမင်းကောင်မြို့နယ်တဲကုန်းခြေရွာနေမောင်နေစောမင်းနဲ့မောင်စောမြို့အောင်ဆိုသူတို့ကိုခြေရွာအုတ်ချုပ်ရေးမှုရဲ့တည်င်းပေးမှုအရာစစ်ကောင်စီတက်ကစစ်မှုထမ်းမှုလာရောက်ဖမ်းဆီးသွားတယ်ဆိုပါတယ်။အဲ့ဒီနောက် မိသားစုတွေကဂျိုးပင်ကောင်မြို့နယ်ထွေအုပ်ရုံကိုလိုက်သွားတော့လဲစစ်ကောင်စီတပ်သားတွေကလူငယ်တွေကိုပေးမတွေ့ပဲမိဘတွေကိုဆဲဆူမောင်းထုတ်ခဲ့တယ်လို့ဖန်စီခံရသူတွေရဲ့မိဘဆွေမျိုးတွေကပြောထားကြပါတယ်အလားတူတာယာဝတီမြို့နယ်အောက်လက်ပံကုန်းအုပ်စုအုပ်ချုပ်ရေးမှုတင်ဆုပ်ယာယီမှုတန်းဆုပ်ညောင်ဒီကုန်းရွာယာယီမှုတင်လှလက်ခွဲရွာယာယီမှုမျိုးစော်ဆိုသူတို့ကလည်းဂျေးရွာနေလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးပေါ်တာဆွဲဖန်စီတွားရမှာအောက်လက်ပံကုန်းဂျေးရွာက မောင်နွားကြီးဆိုသူလူငယ်အပါဝင်တက်ဆိုင်ရာခြေရွာတွေကလူငယ်နှစ်ယောက်နှုံးစီပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။ဒါအပြင်တစ်ဖက်ကမကွေးတိုင်းမင်းဘူးမြို့တောင်ဘက်ပိုင်းကခြေရွာတွေမှာလည်းဧပြီလ17ရက်နေ့ကပဲအကြံဖက်စစ်ကောင်စီတပ်ကဝင်းရောက်စီးနင်းပြီးလူငယ်9ဦးကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့အတင်းကျပ် ပေါ်တာဆွဲဖမ်းဆီးသွားကြတယ်လို့လူငယ်တွေကိုဘယ်ကိုခေါ်သွားမှန်းမသိတဲ့အတွက်မိဘတွေကလည်းဘယ်ကိုလိုက်ရမှန်းမသိဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့မကွေးတိုင်းစလင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေတဲကနေစစ်မှုတန်းတပ်သားတစ်ဖိုးအေးဆိုတဲ့သူကိုတော်လန်ရေးတပ်တွေကဒဏ်ရာတွေနဲ့ဖမ်းမိထားပြီးဈေးကူတမှုပေးထားရတယ်လို့တောင်းညီနောင်မြို့ပြပျောက်ချအဖွဲ့ကပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ15ရက်နေ့ကပဲစလင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကခုခံတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သားတွေဟာအထိနာပြီးပြန်လဲဆုတ်ခွာသွားတဲ့အချိန်အဲ့ဒီစစ်ကြောင်းတဲကနေစစ်မှုတန်းတပ်သားတစ်မောင်ဖိုးအေးဆိုတဲ့သူဟာဒဏ်ရာတွေနဲ့ထွက်ပြေးလာတယ်ဆိုပါတယ် အဲ့ဒီနောက်တော်လန်ကြီးရဲဘော်တွေကအဲ့ဒီစစ်မှုထမ်းတပ်သားတစ်မောက်ဖိုးအေးဆိုတဲ့သူကိုဖမ်းဆီးရမိထားပြီးလက်ရှိမှာသူ့ရဲ့ဒဏ်ရာတွေကိုစေကူတမှုတွေလှုပ်ဆောင်ပေးထားသလိုတောင်းညီနောင်မြို့ပြပျောက်ကြားအဖွဲ့ကကောင်းကောင်းမွန်မွန်ထိမ့်သိမ်းစောင့်ရှောက်ပေးထားပြီးတော့အဲ့ဒီမောင်ဖိုးအေးဆိုတဲ့သူဟာစစ်မှုထမ်းအပစင်၅ကဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ